ဟယ်လိုအားလုံးပဲမင်္ဂလာပါဖိုးမန်ချန်ကနေကြိုဆိုပါရစေဒီနေရာဒီအပြောင်းအရွှေ့မှာတိုက်စစ်မှုစစ်စစ်တယောက်အမန်ကန်ခေါ်ဖို့အတွက်တရင်နေထွက်နေတဲ့အာဆင်နယ်ဟာလက်ရှိစပိုတင်လစ်စဘွန်တင်ရဲ့တိုက်စစ်မှုဖြစ်သူဗီဒါဂူကရက်စ်နဲ့ဂျာရဲမှာတည်င်းနေထပ်ပြီးတော့ထွက်လာပြီဖြစ်တယ်ဆိုတော့ဒီနေရာမှာလဲစပိုတင်ကချန်ပီယံအဖြစ်နဲ့ယာတီတိန်းသွားပြီးတော့ဒီဗီဒါဂူကရက်စ်တို့ဘာလို့ကအသင်းကနေတေချာပေါင်းနှီးပါထွက်မယ်ဆိုတဲ့အခြေအနေမျိုးတွေဖြစ်နေတဲ့အနေထားမှာအာဆင်နယ်နဲ့ပတ်သက်လို့ ဒီတရင်နေထွက်နေတာကိုသူပြောခဲ့တဲ့စကားတချို့ကျွန်တော်ရှိတယ်။ဒီနေရာမှာကစားမဖြစ်သူကနွေရာသီအပြောင်းရွှေ့သူ့အနာဂတ်မှာဘာတွေဖြစ်နိုင်တယ်လဲဆိုတာနဲ့ပတ်သက်ပြီးတော့သူပြောထားတာကလူတို့လောလောဆယ်မှာဆိုလို့ရှိရင်ပေါ့နော်အနာဂတ်မှာဘာတွေဖြစ်လာမလဲသူဘယ်ကိုရောက်သွားမလဲဘယ်ကိုပြောင်းပြင်မလဲဆိုတာတွေပြောဖို့ဟာမဖြစ်နိုင်တော့အောင်ထိခဲရင်းနေပေါ့နော်အာဆင်နယ်နဲ့ပတ်သက်တဲ့အခြေဆက်တွေလားပေါ့နော်သူအနေနဲ့အဲ့ဒီအကြောင်းတွေဘာမှမသိဘူးပေါ့ဘာလို့လဲဆိုတော့ပြီးခဲ့တဲ့နေ့တွေမှာသူ့ရဲ့ အာယုံဆိုင်မှုကတော့ကျွန်တော်တို့အတင်းရဲ့နောက်ဆုံးပွဲစဉ်ဒီဖလားရဖို့ဆိုတဲ့အရာဒီပုံမှာပဲအာယုံဆိုင်ထားတဲ့အတွက်ကြားထဲမှာပေါ်လာတဲ့သတင်းတွေအခြေစက်တွေကိုကျွန်တော်ဘာမှမသိဘူးပေါ့နော်အကယ်လို့ဒါရီတာအမှန်ကန်အာဆင်နယ်နဲ့ထွက်ပေါ်ခဲ့တဲ့ link နေပါရီတာအမှန်ကန်ဆိုလို့ရှိရင်နွေရာသီပေါင်းရှိပါဆက်ဖြစ်မလဲကြည့်ရမှာပဲဆိုပြီးတော့သူပြောသွားတယ်အာဆင်နယ်အတွက်ကစားမဖြစ်သူကိုယ်တိုင်ကပါဒီလိုမျိုးပေါ့နော်အခြေအနေကို acknowledge ဖြစ်နေပြီဆိုလို့ရှိရင်တခုပဲရှိတယ်အာဆင်နယ်ခက်သွက်သွက်လှုပ်ရှားဖို့ပဲကျွန်တော်ကြင်တော့တယ် ခက်သွက်သွက်လှူရှားဖို့ပဲကျွန်တော်ကြံတော့တယ်အာဆင်နယ်ဒီကစားမကိုရအောင်ခေါ်ဖို့ကြိုးပမ်းမှကျွန်တော်ရမယ်လက်ရှိလီဗာပူးသင်းရဲ့ဘက်ကကျွန်တော်ချန်ပီယံဖြစ်ထားတယ် Florian VS လိုမျိုးနံပါတ်10ရုပ်ကိုခေါ်ဖို့လုပ်နေတယ် left back right back နှစ်ယောက်စလုံးကိုထပ်ပြီးတော့ဗောနော်လက်ရှိ Premier League ရဲ့အကောင်းဆုံးကစားမတွေနဲ့ထပ်အားပြဖို့လုပ်နေတယ် Manchester City ပြီးခဲ့တဲ့နေရာဒီပြောင်းဇန်နဝါရီပြောင်းချူမှာတန်း200ကျော်ကျွန်တော်တုံးနေလာမယ့်နေရာဒီပြောင်းချူမှာကစားမတွေထပ်ခေါ်ဖို့လုပ်နေတယ်အာဆင်နယ်ဟာဇူဝမင်ဒီတယောက်ထည့်နဲ့ဂျင်းနဲ့လို့ကျွန်တော်မရဘူး ဒါအပြင်အာဆနယ်အနေနဲ့ပေါ့နော်ဇူဘမီနီကိုခေါ်တာကကောင်းတဲ့အရာပါဂျော်ဂျီယိုလူစားမမျိုးရဲ့နေရာကိုအများကြီးပိုကောင်းတဲ့ပလေယာတယောက်နဲ့သူတို့အစားထိုးနိုင်ခဲ့တာတော်တော် ကောင်းတဲ့နေထားပါဒါပေမဲ့လို့ပေါ့နော်တိုက်စစ်မှုမခေါ်ဘဲနဲ့သူတို့ရက်နေလို့မရဘူးတကယ်လို့အဆင်ပြေမယ်ဆိုရင်တိုက်စစ်မှုအပြင်မာတီနယ်လီလိုဘာလို့ရဲ့နေရာလက်ဖွင့်ကိုတောင်းမှအများကြီးပိုကောင်းတဲ့ကစားမနဲ့အားပြဖို့သူတို့ကြိုးပမ်းတင်နေတာအခုကတော့တိုက်စစ်မှုစစ်စစ်ဒီအာဆနယ်ရဲ့အဓိကပြစ်မှတ်ဖြစ်တင်တယ် တော့ဒီမှာကိုင်းဟာဘက်ပြန်ကောင်းလာပြီး OK ဟာဘက်စီနေကောင်းတယ်သူကနေသူအချင်းကြီးကောင်းတယ်မှန်တယ်ဒါပေမဲ့လည်းလို့ပေါ့နော်ဂိုးသွင်းအာမခံချက်ရှိတဲ့တိုက်စင်မှုမျိုးအာဆင်နယ်ခွန်တိုင်းမှာကျွန်တော်ရမှာဗီတာဂိုဂရက်ဆိုလို့ရှိရင်လက်ရှိဥရောပမှာဂိုးသွင်းအများဆုံးပလေယာတွေထဲကတယောက်ဗျာစပိုတင်းလစ်ဘွန်မှာလည်းဂိုးရီအမှန်ကင်သွင်းတယ်ဥရောပမှာလည်းဂိုးရီအမှန်ကင်သွင်းတယ်နော်နောက်ပိုင်းဒီနောက်ပိုင်းပွဲစဉ်တွေမှာလည်းဂိုးရီကသွင်းတော့မဲ့ physicality ဘိုင်းနဲ့တော်တော်တောင့်နေအမြင်ဘောတွေလည်းတော်တော်ပိုင်နိုင်နေဆိုတော့အာဆင်နယ်ရဲ့ လူကျင်တဲ့ကစားမားတွေကအရာတစ်ခုပြတာအမြင်ဘောပိုင်နိုင်ဖို့ပဲ physicality တောင့်ဖို့ပဲအာဆနယ်ကိုကျွန်တော်ကြည့်လိုက်ရင်ကစားမားတွေရဲ့ physicality အကြီးကြီးကြီးပဲရဲ့ဆိုတော့အခုလက်ရှိ harvest 2ဆိုလို့ချင်းလည်းပဲအရက်မောင်းနေလည်းအမြင်ကြီးပဲ physicality လေးကျွန်တော်ကောင်းတယ်ဆိုတော့အာဆနယ်ဟာအဲ့လိုကစားမမျိုးကိုလိုတဲ့အနေထားမှာဒီလက်ရှိ Geocrest 2ဘာလို့ကိုအမှန်ကန်ခေါ်ဖို့ကျွန်တော်ကြိုးပမ်းမှာအမှန်ကန်ခေါ်ဖို့ကြိုးပမ်းတဲ့ကြောင့် Geocrest ဒီအာဆနယ်အတွက်ဒီနေရာဒီပြောင်းရွှေ့မှာမဖြစ်မနေကြိုးပမ်းတဲ့တိုက်စစ်မှုပြည်ထနာကအခုချိန်ကြီး အာဆင်နယ်ဘက်ကနေပြီးတော့တရားဝင်ကန့်လန့်ထားတာမျိုးတွေကစားသမားနဲ့ပုပ်ကိုရေးဆိုင်ရာသဘောတူညီမှုရဖို့အတွက်ကြိုးပမ်းနေတယ်ဆိုတာမျိုးတွေဘာမှသတင်းမထွက်သေးဘူး။เนาะဟိုဟိုရူမာနည်းနည်းထွက်လိုက်ဒီရူမာနည်းနည်းထွက်လိုက်ဒါမျိုးနဲ့တင်ကျွန်တော်တွားနေရတာကျွန်တော်ကတော့အာဆင်နယ်နေနဲ့အမှန်ကန်ကြိုးပမ်းသင့်နေတယ်မှာပါတယ်ပေါ့နော်။ကိုသာအမှန်ကန်နောက်ရာသီတွေမှာတိတိပူပြီးတော့ကောင်းဖို့ကြိုးပမ်းနေတဲ့အသင်းဆိုလို့ရှိရင်တေချာပေါက်သူတို့ရအောင်ခေါ်ဖို့ကြိုးပမ်းရမှာ။ယူကရက်မဟုတ်တော့မှ တိုက်စစ်မူကောင်တယောက်ကိုသူတို့ခေါ်နိုင်မှကိုကျွန်တော်ယူရမယ်။အာစနယ်ဟာအတိတ်ကအမှားတွေကိုသူတို့တင်ယူမှရတော့မှာ။ဒါပါတော့ပြီးခဲ့တဲ့ရာသီဆိုလို့ရှိရင် injury ပြဿနာတွေဘာတွေကအာစနယ်အတွက်အဓိကအားနည်းချက်ဖြစ်သွားတာ။ဒီတော့ injury ပြဿနာတွေကိုရှောင်ဖို့အတွက်ကျွန်တော်တို့ဒီလက်ရှိရှိတဲ့လူစင်းအစုဖွဲ့လေးနဲ့ကျွန်တော်မရဘူး။ထပ်ပြီးတော့ကျွန်တော်ရအောင်ခေါ်ဖို့ကြိုးပမ်းအောင်ပါ။တော့တရားဒီတရားဒီတို့အတင်းရဲ့အထိုင်ကပူပူပြီးတော့ကြာလာသူစနစ်တီကပူကောင်းလာတဲ့ချင်းဒီမျိုးမှာလူအင်အားကအဓိကပြည်တနာဖြစ်နေတာအဲကြောင့်အာဆင်နယ်နေနဲ့ဒီနွေရာဒီပြောင်းရွှေ့မှာ တိုက်စစ်မှုရအောင်ကိုကျွန်တော်ခေါ်မရမယ်ချို့ကြတော့လေအူစီမန်တို့ဘာလို့လူကျင်တာဘင်ဂျမင်ဆက်စကူတို့ဘာလို့နော်ကျွန်တော်သာခေါ်စီကျင်တာပေါ့ဗျာဘင်ဂျမင်ဆက်စကူကလည်းအမှန်တမ်းပြောရင်တော်တော်ကိုကောင်းတဲ့တိုက်စစ်မှုနော်အရက်ကလည်းအမြင့်ကြီးပဲဘောစထရိုက်ကင်းမှာလည်းတော်တော်ကောင်းတဲ့နေမှာပါတယ်ဒါပေမဲ့လို့ပေါ့နော်ဂီယူခရက်စ်ကတော့လုံးဝနော်တိုက်စစ်နေရာမှာဂိုးတွေတရဇက်သွင်းနေတဲ့သူဆိုတဲ့အခါကျတော့ပို့ပြီးတော့ကျိုးပန်းတင်နေတယ်မှာပါတာပေါ့လေဂီယူခရက်စ်လို့ရှိရင်ပရီးမီးယားလိမှာဒမန်အဖြစ်ဆုံး physical ကောင်းမှု physical ကြံ့ခိုင်မှုဆိုတာမျိုးက သူ့မှာရှိနေပြီးသားအရာပဲသူ့မှာရှိနေပြီးသားတော့အာဆင်နယ်အနေနဲ့တိုက်စစ်မှုဗီတာဂူဂရက်ကိုရောက်အောင်ခေါ်ဖို့ကြိုးပမ်းတဲ့နေရာမှာပါလေလို့ကျွန်တော်ထင်တယ်ဆိုတော့တရားဝင်ကန့်လန့်မှုတွေပဲတော့လုပ်သွားမယ်ねပြောင်းရွှေ့ကြီးကတော့တန်း60လောက်ပေးရမှာပါတန်း60လောက်ဆိုတာကလက်ရှိဒီအချိန်နေနဲ့အာဆင်နယ်အတွက်ဘာမှမဖြစ်တဲ့ပြောင်းရွှေ့ပြောင်းရွှေ့မှုမျိုးပေါ့နော်ရောက်အောင်ခေါ်ဖို့အတွက်ကြိုးပမ်းသွားမလားပဲကျွန်တော်ကြည့်ရမယ်ဆိုတော့အာဆင်နယ်ပရိသတ်တွေနေရောဗီတာဂူဂရက်ကိုတိုက်စစ်နေရာမှာအစားထိုးတဲ့နေလို့ထင်ကြလားဒါမို့လက်ရှိအာဆင်နယ်နေနဲ့ညရာဒီပြောင်းရွှေ့မှာ ဝင်းကိုးရီနဲ့ပတ်သက်လို့အာမခံချက်ရှိတဲ့တိုက်စစ်မှုတူကိုခေါ်ဖို့ကြိုးပမ်းမယ်ဆိုရင်ဘယ်ကစားသမားကအသင့်တော်ဆုံးဖြစ်မယ်လို့ကျွန်တော်ထင်ကြတယ်။ဆုနေရပါအောင်အားလုံးကိုကျေးဇူးများကြီးတင်ပါတယ်။